ဒါအမောင်းအိမ်ကိုခေါ်လာလိုက်ပြီ။ဟေး။ပါကမင်းရဲ့နားလို့ခေါ်တာ။ညတာနာတာပဲ။အဲ့ဒါပြီးတော့အမကျမကိုဝင်ပြီးတော့ပါရိုက်လိုက်တာ။သူ့အစ်စ်ရိုက်မိပါဖောင်းဆိုတော့လေ။သူကလေအဲ့လိုပြီးတော့ဘာဆက်လို့လဲသူရိုက်လိုက်တယ်။အမကတော့အပြင်မှာကို့အသားရှိတယ်ဆိုရင်တော့တားချစ်တဲ့မိမကိုလိုက်ချစ်ပေးမှာပါ။ မုံမီကတော့မှတ်တရတွေရှိတာပေါ့နော် ခုနကဟိုပြသွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့အခါမှာရမုံကပါရိုက်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့အမကရမုံကိုဝင်ပြီးတော့ပါရိုက်လိုက်တာရာဇယ်တော့ကတော့အမတို့ကတေချာချိန်ထားတာပါသူအလှဲအမလက်အရွယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့အချိန်မှာမုကလည်းအယမ်းပါနေဟိုဒေါသရဲ့ထဲ့ထားတာရဲ့ဟို အချိန်နဲ့ပြင်းစင်းတာရယ်သူ့ကိုလှမ်းဆွဲလိုက်တာရယ်နဲ့ကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဖောင်းဆိုတော့လေသူကလေအဲ့လိုပြီးတော့ဟာဆက်လို့ရပြန်တယ်ရလိုက်တယ်ဒါအမအိုအိမ်ကိုခေါ်လာလိုက်တယ်ဟေးဘာကမင်းရဲ့နားလို့ခေါ်လာရတာနာတာပဲဟောလေအမလည်းအရန်အားနာသွားတယ်ဟို တတော်ပြင်းသွားတာလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဒါလေအမရဲ့သူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မိနဲ့အမမတော်တဆပြစ်တာပါသူလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတတော်နာဝါသီလားဟိုအမရိုက်တာအမလည်းအရန်လေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပါးကြီးလည်းရောင်သွားပဲလေသီလား ဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမှတ်တရတွေရှိတယ်အဲ့မှာအဲ့အဲ့ဒီတော်တော်ဆိုးတဲ့ချွေးမမူးကိုဝေတာမဟုတ်ငါသားကိုပါရိုက်လေခြင်းဒီကောင်မဘာဖြစ်စားငါသားကိုပါရိုက်ရတာလဲဆိုရဲမူးပေါ့နော်အဲ့အဲ့လိုသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာယူထည့်လိုက်တဲ့အချိန်မှာဟိုအချိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့ဟာအရင်များွားလေသူလဲက तू 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 လှည့်ရမယ့်ဟာလဲနည်းနည်းလေး तू ရှေ့တိုးလာတော့အဲ့မှာကွတ်တီထီွား အေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကသားကိုအရန်ချစ်တယ်ဒါပေမဲ့ကိုအရန်မုန်းတဲ့မိန်းမကိုသားကချစ်နေတဲ့အတွက်ဟိုသားကိုလည်းပြောလို့မရတော့ဒီချွေးမကိုပို့ပို့မုန်းလာတာပေါ့နော်အဲသားကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုန်းလောက်မယ်မထင်ဘူးအခုကသားဟိုသူ့မိန်းမမှသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့ နင်အဲ့လောက်ဒီဖြစ်ရလားငါနင်ကိုအလောက်ချစ်တာကိုနင်ကအဲ့ဒီမိမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်ခြင်းပဲဖြစ်ပြီးတော့သူ့သားသူ့ဘက်မပါလေချွေးမကိုပုံမုန်းလေပေါ့နော်အဲအဲ့အဲ့လိုမျိုးဖြစ်တာပါဖြစ်နိုင်မှာမလားဆိုတာခုနလိုပေါ့စုတဲ့အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားဘူးမှပဲနားလည်နိုင်ကြလေအဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုသူခံစားသွားရတာဟုတ် သူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ်ဘလုံးမပြောလို့မရဘူးအဲ့ဒီမိန်းမမှအဲ့ဒီမိန်းမဆိုသူ့ရဲ့ဘဝမှာငငယ်တော့ကသူ့လောက်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဟိုဟာชาลีอ่ะအမောက်ပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့အချိန်မှာသူ့သားသူ့ပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနေသွားတဲ့အခါမှာစိတ်ကထတ်တူသွားကြတာပေါ့ဘယ်တိထားလို့ ਆ လीဟုတ် မေရောငါရောကို့သားသမီးကိုရှောင်းစားတဲ့မိမကြီးစုအချစ်ဆိုတာဘဝတကူမဟုတ်ဘူးဆိုတော့ငါတိတ်သွားပြီတရားဟာတကယ်ကိုခံစားလိုက်ရတဲ့အချိန်မှာအော်ငါတုံးကငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတုန်းကငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပြတာခံစားချက်ချင်းမတူရင်တော့ ဖြစ်ပုံချင်းလည်းမတွေ့တော့နားမလည်ပေးနိုင်ဘူးလေအဲအမကတော့အပြင်မှာကို့သားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိန်းမကိုလိုက်ချစ်ပေးမှာပါတားရည်နဲ့တားချစ်တဲ့မိန်းမကိုလက်ချစ်ပေးမယ်တဲ့မှာပါတယ်ပါတယ်ပါတယ်အဲလက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလို့ဆိုတော့အမမကအခုကရောင်းမတစ်ယောက်ရှိတယ်လေရောင်းမတစ်ယောက်ရှိတယ်အဲမက်ကလေးတစ်ယောက်ရှိတယ်ပေါ့နော်အဲအမတို့အရန်ချစ်တယ်အရန်ချစ်တယ်အဲ့မက်ကလေးနဲ့လည်းမောင်နှမတွေလိုပဲချစ်တယ်အဲရောင်းမနဲ့လည်းညီမတွေလိုပဲချစ်တယ်အဲ အမထင်တာတော့နှစ်ပိုင်းကျွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုဒါချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမအတွေးမိရဒီကားကိုကြည့်တဲ့အချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်း short နည်းနည်းဆလောက်စီ short လိုက်ရင်တော့သူတို့ချစ်သွားကြမယ်ထင်တယ်အမုံမြစ်ကို hip လေးမှာမနက်ပိုင်းကြည့်ရမယ် အမတီဗီဖုန်းမှာည9:00နာရီပြပါမယ်တနင်္လာနေ့ကနေတောက်ကြနေတီရက်ဒီအများကြီးကြည့်ရမယ့်အတွက်တဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်